ချစ်တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါဗျာ။ဝမ်ကဲစားတဲ့လိုင်းကနေကြိုဆိုပါဗျာ။လာဗျာမင်းတို့ချင်းကျွန်တော်ဒီနေ့ကြတော့ကြက်တောင်ငံပြရဲ့ကြော်တရေစားစားလို့လဲစင်ပြေပြီးတော့သမင်းနဲ့စားလို့လဲလိုက်ဖတ်တဲ့အစားအစာတို့မျိုးလေးလေးပြောလို့ရပါလားနော်။ကြော်ရတာတအားလွယ်ကူတဲ့ကြော်နေလေးဖြစ်တဲ့တော့ကြောင့်ချစ်တဲ့ငယ်ချင်းတို့တော့လာမြဝေတာပေါ့နော်။ Okay ရေဦးဆုံးတာတွေကကျွန်တော်တို့ပြင်သားရမယ့်ပျက်စီးလေးတွေပါနော်။ပျက်စီးကြတော့တအားယူရှင်းပါတယ်နော်။ ြောမှာဆိုကိုကျွန်တော်ပြောပြတဲ့နေကစာနေမှာရောင်းနေတဲ့နေအတိုင်းလာကြော်ပြသွားမှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့စပလင်တွေပြင်ထားပေးပါမယ်တလအပိုင်းပိုင်းထားပေးပါမယ်နော်ပြီးကျွန်တော်တို့ချက်သွင်းဖြူတွေဒီလိုမျိုးခပ်ပပအရှိလေးလေးထားပေးပါမယ်ချက်သွင်းဖြူစီချက်လက်ပေါ်တော့ပေါ့နော်โอเคပြီးရင်ကျွန်တော်တို့တော့ရှော့ရော့တွေပြင်ထားပေးပါမယ်โอเคပြီးရင်ကျွန်တော်တို့ချက်တောင်တွေအာနေငယ်ကစစ်ချက်တောင်တွေခရင်စုံနေငယ်လာဖောက်ထားမှာပေါ့နော်ရတာပိုဝေမြန်ရအောင်ပေါ့နော်တကယ်လို့ကိုအိမ်မှာပဲကြော်စားမယ်ဆိုရင် ကြော်ပြထားတဲ့အတိုင်းပြည့်စုံမစုံနဲ့ဘာမှဖြစ်ပါဘူးเนาะโอเคပြီးရင်ကျွန်တော်တို့ရေတဆေးပြီးတော့ရေစစ်ထားပေးပါမယ်အရာတလာနေပါမယ်เนาะငံပြရေထည့်ပေးပါမယ်အဲ့ပြီးတော့တကြားထည့်ပေးပါမယ်ပြီးရင်ချုံမောက်လည်းနဲ့ငယ်ထည့်ပေးပြီးတော့အားလုံးသမားတော့အောင်တကြားတွေပျော်တော့ကျွန်တော်တို့နေထားပေးပါမယ်ကျမစတို့ရတာဆက်ရမှာကတိ3မျိုးပါပဲเนาะချင်းနေချင်းတို့โอเคပြီးရင် សេនឹងសង្ហមនៅឡំណាត់ថាពីប៉ាមែចំណរុសាប់លេននៅឡាថោណាពីប៉ាមែណោះអូខេទីលមឿជាមួយភិនយ៉ាអំបណោះនេះចំណរុអចចមកដែលឡាសាប៉ាមែណោះអចចមកតងសូនសូយិសាមកតសូនតងថាបានណោះជីនេះជីនោះពីយយេអេអេលេនចំណរុឡាភ្យអំបណោះទូពូជប់យីរពូថាខានអំបណោះចំណរុយេអេតងណកអូខេរកេលអាឡង အစင်သေးဖြစ်ပြီဆိုရင်ကျွန်တော်တို့လာစကြော်တော့ပါမယ်နော်အခုကျွန်တော်စီမြများနဲ့ကြော်ထားတာကကျွန်တော်ကြော်ထားပြီးသားစီရှိနေလို့ပါနော်ချင်းချင်းတို့တကယ်လို့ချင်းချင်းတို့စီနေနေနဲ့ကြော်မယ်ဆိုရင်လည်းရပါတယ်နော်နမဟုတ်ရင်စီအစ်တင်းနဲ့ကြော်ပြီးတော့ကျွန်တော်တို့ကြက်တောင်ကြော်ပြီးသားစီကဟင်းတွေပြန်ချက်လို့ရပါတယ်နော်โอเคပြီးရင်ကျွန်တော်တို့ကြက်တုံဖြူစီကြက်တွေအရင်လာကြော်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ဆက်ထောက်ပေးပါမယ်ပြီးရင်ငရုတ်တိ6တောက်တွေအာတော့ရှောက်ရော့တွေလာကြော်ထားပေးပါမယ် ြီးရင်ကျွန်တော်တို့ဆက်ထောက်ပေးပါမယ်။ Okay ပြီးရင်ကျွန်တော်တို့ခန်းမတဲ့ဆပ်ပလင်လေးလာကြော်ပေးပါမယ်။အခုဒီဆပ်ပလင်ကြော်ရကကြော်အောင်ကြော်ရမဟုတ်ပါတော့ချင်းကြီးတို့သူမကြော်ပါဘူးနော်။မဲသူအနဲ့ရောပြီးတော့အလှပြင်ဖို့တော့ပေါ့နော်ချင်းနေချင်းတို့။တကယ်လို့ကိုအိုင်မပဲကြော်စားမယ်ဆိုရင်ဒါတွေမတုံးလေရပါတယ်နော်။โอเคတကယ်လို့အားလုံးလက်စင်တည်ပြီဆိုရင်ခုနကတည်းကကျွန်တော်တို့ဖြော်ထားတဲ့ကြော်မောက်တွေကို ကြက်တောင်ထဲကိုထည့်ပေးပါမယ်ကျွန်တော်တို့ဒီလောက်နေထားပါတော့တအားမပေးကျေတအားမပေးကျင်းနေပါတော့ချင်းနေကျင်းတို့စီပူနေမှာကျွန်တော်တို့ကြက်တောင်ထဲထည့်ပါမယ်နော်တကယ်လို့စီမပူဘူးဆိုရင်အာကျွန်တော်တို့ထည့်လိုက်ရင်တော့ကျွန်တော်တို့အကြော်ကြော်မုတ်ကိုကြက်တောင်နဲ့တူမကတ်နိုင်ဘူးပေါ့နော်စီပူနေမှာတူကတ်မှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ဖြည်းဖြည်းလေးအရင်မှွေပေးပါမယ်ပြီးမီးအနေတော်လောက်နဲ့ကျွန်တော်တို့ကြော်ဝပေးပါမယ်เนาะအာဒီလောက်နဲ့ဒါပါเนาะ အကြောကြောမော်ဒယ်လေးတအားမထူပေါ်နာချင်းကြီးလို့ပြီးတော့ကြောကြောမော်ဒယ်လေးကျွန်တော်တို့ဖြော်ထားတာအခုချင်းနေကြီးလို့မြင်နေတာပေါ့အာသူမကက်ရလည်းမဟုတ်ပေါ့နော်သူကက်ပါတယ်နော်ဒါမဲ့တအားလည်းမထူပေါ့နော်ဒီလောက်နေထားပေါ့နော်သူနဲ့ကျတော့တအားမွေးပါတယ်နော်ချင်းကြီးလို့ကြော်ရတာလည်းချင်းကြီးလို့ထင်တယ်လားမကက်ပါဘူးဆိုင်မဝယ်စားဆိုရင်အာ6ခု9ခုရတာကဈေးတအားကြီးပါတယ်နော်တကယ်လို့ကိုကိုယ်တိုင်ကြော်စားဆိုမနေရပါတယ်နော် တီကျက်တောင်တွေကဈေးတော်ပါလေเนาะချင်းကြီးတို့တကယ်လို့ကိုလောက်စားအာကိုလိုမျိုးကြော်ထားတာတရေစားစားလို့လည်းစင်ပြေပြီးတော့သမင်းစားလို့လည်းရတာပေါ့เนาะတကယ်လို့ကိုလိုတဲ့နေတော်လာလေးရပြီဆိုရင်ဆယ်ထောက်လို့ရပါပြီပြပြီးရင်ကျွန်တော်တို့စကြိုက်စင်ပြေတယ်လို့ပြင်ထားလို့ရပါတယ်เนาะချင်းကြီးတို့အပြင်မှာခတ်ကြွကြွလေးပြီးတော့အထဲမှာအီအီမွေ့မွေ့လေးနဲ့เนาะချင်းကြီးတို့စားလို့တအားကောင်းပါတယ်เนาะအဲဒါကြတော့နည်းနည်းလေးအလားပြင်ထားတာပေါ့เนาะโอเคဒါဆိုရင် စာလို့ရပါရဲ့ဗျာချင်းကြီးကျွန်တော်မြင်ပြီးတော့တရေယိုကြမှာလားဗျာခုလိုမျိုးကျွန်တော်ရုပ်ဗီဒီယိုလေးကိုကောင်းနေထိလိုက်ရအပေးတဲ့ချင်းကြီးကျွန်တော်ကောင်းလုံးကိုအထူးကျေးဇူးတင်ပါတယ်ဗျာတကယ်လို့ကျွန်တော်ရုပ်ဗီဒီယိုလေးကိုကြမှာဆိုရင် like share follow လုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာနောက်ဗီဒီယိုတက်မပြတ်ဆောင်မယ်เนาะချင်းကြီးကျွန်တော်တတ်တာ